အားလုံးမင်္ဂလာပါဗျာ forwarding နည်းပညာနေပြန်လည်ကြိုဆိုပါရယ်ဗျာဒီနေ့မှာတော့ကျွန်တော်ကဖုန်းထဲမှာကြော်ညာလေးခဏတက်နေတာကိုကျွန်တော်ကြော်ညာလေးမတက်အောင်မရောက်ပြီးမှဖြစ်ပါတယ်အဲ့တော့ကြော်ညာလေးခဏတက်လို့စိတ်ညစ်နေမိတ်ဆွေများခုတိုင်လုပ်လို့ရပါတယ်ဗျာအဲ့တော့ကျွန်တော်တွေဂိမ်းနေဒေါင်းတဲ့ခါမျိုးမှာဆော့ဝဲတဲ့ဒေါင်းတဲ့ခါမျိုးမှာကြော်ညာလေးတွေအများကြီးပါလာတက်ပါတယ်အဲ့ဒီကနေတစင်းကျွန်တော်တွေဖုန်းရင်၃မြောက်လောက်အထိကျွန်တော်တွေကြော်ညာလေးကြော်ညာလေးကြည့်ပြီးတော့စိတ်ညစ်တက်ပါတယ်အခုလိုမျိုးမဖြစ်အောင်ကျွန်တော်ခုကျွန်တော်ပြောနေတဲ့အတိုင်းလုပ်လို့ရပါတယ်ဗျာ ပထမဆုံးကျွန်တော်တို့တွေကြော်ညာတွေအများဆုံးဝင်လာတာကတော့ Chrome browser ဖြစ်ပါတယ်ဒါကြောင့် Chrome browser လေးကိုကျွန်တော်ဝင်ဝင်မယ်နော် Chrome Chrome browser လေးကိုဝင်မယ်အဲ Chrome browser လေးကိုတွေ့ပြီးတွေ့ပြီးဆိုရင် Chrome browser လေးကိုတားလေးဖိထားမယ်နော်အဲဒါလေးဖိလိုက်လို့ရှိရင်ဒီမှာ add info ရှိတယ် add info တဲ့ကိုသွားမယ်အဲ့တော့အခုလိုနေရတော့အားလုံးပဲအားလုံးပဲသိမယ်လို့ထင်ပါတယ်เนาะအခုလိုနေရမရောက်လိုက်ပြီဆိုလို့ရှိရင်ကျွန်တော်တို့တွေဒီမှာရှိတဲ့ clear data လေးရှိပါတယ် clear data လေးကိုလာ clear data လေးကိုနှိပ်မယ် ကလက်တဲလေးကိုနှိပ်မယ်နှိပ်ပြီးတော့ clear key ကိုအရင်နှိပ်မယ် clear key ကိုနှိပ်ပြီးဆိုလို့ရှိရင်ဒီဘက်က money space ဆိုတာလေးကိုနှိပ်ပြပါဗျအဲ့တော့ money space ကိုနှိပ်ပြီးဆိုလို့ရှိရင်တော့ကျွန်တော်ဒီမှာရှိတဲ့ကျွန်တော် clear data လေးကိုနှိပ်ပြလိုက်ပါဗျဒါဆိုရင် browser ထဲမှာရှိတဲ့ဝင်တဲ့ဘိုင်းရနေအားလုံးကပိတ်သွားမှာဖြစ်ပါတယ်မလာတော့ပါဘူးဟုတ်ပြီဒါကနံပါတ်1နီလန်ပဲဖြစ်ပါတယ်အဲနံပါတ်1နီလန်ကလည်းခုနကလိုပဲပေါ့နော်ကျွန်တော် browser တွေရှိသေးလားပေါ့အဲ့တော့ အင်တာနက်ဘရောင်ဆာတွေ Chrome ဘရောင်ဆာတွေအဲ့လိုမျိုးတွေဘရောင်ဆာတွေရှိသေးလားပေါ့နော်။ဟာရှိသေးလို့ရှိရင်ကျွန်တော်တို့ဒီဒီမှာပေါ့နော်။ဒီလိုမျိုးအဘရောင်ဆာလေးတွေကိုကျွန်တော်တို့ကလိုက်ပြီးတော့ရှင်းပြရမှာဖြစ်ပါတယ်ဒီမှာလည်းဘရောင်ဆာတစ်ခုเนาะဘရောင်ဆာရှိတဲ့ဘရောင်ဆာလေးကိုဖိလိုက်မယ်အဲကျွန်တော်တွေ add info တက်သွားမယ်အခုလိုနေအောင်အားလုံးသိမယ်ထင်ပါတယ်เนาะအဲ့တော့ဒီကောင်းကိုလောဒီမှာရှိတဲ့အဲကျွန်တော် clear data လေးရှိတယ် clear data လေးနှိပ်မယ်ဒီမှာတော့ clear data လေးတစ်ခါတည်းပါခါနှိပ်မယ် okay ပြီးမယ်เนาะ โอเคအားဆုံးကျွန်တော်တို့ဒီ browser နဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ဝင်ထားသမျှရှာထားသမျှအဲ့ဘိုင်းနေညနေသမျှကြောညာမှန်သမျှအားလုံးမရှိတော့ပါဘူးဗျာเนาะမရှိတော့ပါဘူးโอเคအားဆိုလို့ရှိရင်တော့ကျွန်တော်တို့အဲနောက်နီလန်တစ်ခုသွားမယ်เนาะနောက်နီလန်တစ်ခုကတော့ကျွန်တော်တို့ Play Store ပဲဖြစ်ပါတယ် Play Store ပဲဖြစ်ပါတယ် Play Store ဝင်မယ်ဝင်ပြီးခုနလိုပဲဒါလေးဖိလိုက်မယ်ဖိပြီးတော့ခုနလိုသူ့လည်း add info တဲ့ကိုသွားမယ် Play Store ကိုလည်း clear data လုတ်ပေးရမှာဖြစ်ပါတယ် Play Store clear clear data လုတ်ပေးလိုက်လို့ဘာ error မှမရှိပါဘူးเนาะ redeem လုတ်လို့ရပါတယ်ကျွန်တော်လုတ်ပြမယ်เนาะ clear data ပြီးတော့ our key ကိုနှိပ်မယ်ပြီးလို့ရှိရင် clear data နှိပ်မယ်အဲ okay ပေးလိုက်မယ်ဒါဆိုရင်ကျွန်တော်အ Play Store နဲ့ clear data လုတ်လိုက်ပြီးမ Play Store လုံးဝပြတ်သွားခြင်းမရှိပါဘူးကျွန်တော်ပြန်ဝင်ပြမယ် အဲ့တော့ကျွန်တော်ဒီမှာ Play Store ပြန်ဝင်ပြမယ်အစနေပြန် run သွားပါတယ် okay ပေါ့နော်အဲဒါဆိုရင် Play Store မှာ error တက်နေတာမျိုးရှိနေအခုလိုတိုင်းလုပ်လို့ရှိရင် Play Store မှာတက်တဲ့ error တွေလည်းကင်းဝင်သွားပါတယ်ဗျ okay ဒါဆိုလို့ရှိရင်အားလုံးပဲအဆင်ပြေမယ်ထင်ပါတယ်အဲ့တော့နောက်ဆုံးနည်းလမ်းတစ်ခုကတော့ကျွန်တော်တို့ Gmail ပဲဖြစ်ပါတယ်အဲ့တော့ထုံးစံတိုင်းပဲ Gmail ကိုလည်းကျွန်တော်တို့ Gmail လည်းဖိထားမယ် Gmail ကိုခုနကလိုပဲ add info တဲ့ကိုသွားမယ် တော်ပြီးတော့ဂျီမီယူလဲဆော့ဆော့လို့ပဲကျွန်တော်တို့ဒီမှာရှိတဲ့ clear data လေးနှိပ်ပေးလိုက်ပါဒါဆိုလို့ရှိရင်ဂျီမီနဲ့ပတ်သက်ပြီးတော့လည်းကျွန်တော်ဘိုင်းတဲ့ဝန်ထမ်းလေးတွေအားလုံးကျွန်တော်တို့မရှိတော့ပါဘူးအဲ့တော့ကျွန်တော်တို့ဒီလောက်ဆိုရင်အားလုံးအဆင်ပြေမယ်ထင်ပါတယ်မိစေများအခုကျွန်တော်ပြောတဲ့အတိုင်းလုပ်ကြည့်ပါပြီးရင်နောက်ဆုံးတစ်ခုကတော့ကျွန်တော်တို့ဒီမှာရှိတဲ့ဘေးမိတ်ပေါ့နော်ကျွန်တော်ကြည့်လိုက်တာဘိုင်းနေတော်များကဘေးမိတ်ကနေလာတာများပါတယ်ဒါကြောင့်မို့ဘေးမိတ်ကိုလည်းဖိလိုက်မယ်ဖိပြီးတော့ info data သွားလိုက်ပြီးတော့ clear data လေးလုတ်ပစ်လိုက်ပါမနော် မဲကလေးတည်းလောက်ပြလိုက်ပါဒါဆိုရင်ဘိမိတ်လည်းရှင်းသွားမှာဖြစ်ပါတယ်ဗျတခုတော့ရှိတာပေါ့နော်အဲ့တော့ဘိမိတ်ထဲမှာ Facebook ကောက်တွေထည့်ထားတဲ့မိတ်ဆွေများကတော့အဲ့လိုမရှင်းပါနဲ့ Facebook ကောက်တွေပြန်ထည့်ရတတ်ပါတယ်ဒါကြောင့်ပြန်ထည့်ရလို့ရှိရင်ဇာတ်လေးရှုပ်နေမှာပဲအဲ့တော့ Facebook တော့ပဲဘိမိတ်ထဲမှာ Facebook ကောက်တွေလုံးဝထည့်မထားဘူးကျွန်တော်ဆိုလို့ရှိရင်တော့ရေးတင်လို့လို့ရပါပြီ clear out data ဟိုဒါနှိမ့်လိုက်ပါဗျအားလုံးကပေါ်ပေါက်သွားပြီးဘိုင်းအန်တီလည်းနောက်ဝင်လာတော့မှမဟုတ်ပါဘူးပြီးပြီဆိုတာနဲ့ကျွန်တော်တို့ဖုန်းထဲမှာရှိတဲ့နောက်ဆုံးထည့်ခဲ့တဲ့ software နောက်ဆုံးထည့်ခဲ့တဲ့ဂိမ်းအဲ့နှစ်ခုကိုဖြုတ်ပေးရမှာဖြစ်ပါတယ်ဒီလောက်ဆိုရင်အားလုံးအဆင်ပြေမှာဖြစ်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်ဗျအဆင်ပြေလို့ကျန်တဲ့တဲ့ Lion Square နေပြီးအားပေးကြပါအောင်ဗျနောက်ဗီဒီယိုမှာဆက်လက်တွေ့ပါအောင်မယ်အားလုံးကျေးဇူးတင်ပါတယ်ဗျ